န္တလေးနဲ့စကိုင်းကိုဗဟိုပြုလှုပ်ခတ်သွားတဲ့ငလင်းကြောင်းထိခိုက်ပျက်စီးရတဲ့နေအိမ်4000နီးပါးအတွက်မကြခင် ထောက်ပံ့ပေးတော့မယ်လို့ဒုတိယစစ်ကောင်းဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောပါရယ်မနေ့ကကျင်းပတဲ့အမျိုးသားတဘာဝဘေးရန်နဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာအဲ့လိုပြောခဲ့တာပါစစ်ကောင်းစီရဲ့ဘေးရန်နဲ့စီမံခန့်ခွဲမှုဦးစီးဌာနကငလင်းလှုပ်ဒဏ်ခံခဲ့ရတဲ့နေအိမ်တွေကို တွက်ချက်ထားပြီးလူနေအိမ်3603ရင်ရှိပြီး ပျက်စီးမှုလိုက်စီစစ်ဆဲဖြစ်ပြီးတော့မကြမီထောက်ပံ့ပေးသွားမယ်လို့၎င်းကဆက်ပြောပါရယ်ငလင်လှုပ်ခတ်ပြီးရပ်ပေါင်း80ကျော်အတွင်းသုံးဆွဲပြီးတဲ့ငွေစုစုပေါင်းငွေကျပ်264တသမ656ဘီလီယံရှိတယ်လို့စစ်ကောင်စီကဖော်ပြထားပါရယ်လက်ရှိမှာမန္တလေးမြို့ကလူမှုကူညီရေးအဖွဲ့အစည်းတွေကငလင်ဘေးဒဏ်ခံရသူတွေကိုတလအင်လာက3သိန်းကျပ်နဲ့6လစာနေငှားပေးမှုတွေရှိတယ်လို့လဲစေတမန်လူမှုကူညီအသင်းထံကသိရပါဗျ။ ပြည်တွင်းလူရှင်တွေရဲ့ငွေကျပ်144ဘီလီယံကျော်နဲ့ပြည်ပလူရှင်တွေရဲ့အမေရိကန်ဒေါ်လာ5သန်းကျော်အပါဝင်နိုင်ငံတော်အနေနဲ့တဘာဝဘေးရန်နေဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုရန်မုံငွေထက်မှန်ထည့်ဝင်ထားမှုရှိတယ်လို့အမျိုးသားတဘာဝဘေးရန်နေဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌစေကောင်စီဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောပါရယ်ငလင်းလုံးခတ်မှုကြောင့်ဇွန်လ6ရက်နေ့ထိ သေဆုံးသူ3939ဦး၊ဒဏ်ရာရရှိသူ9104ဦးနဲ့ပျောက်ဆုံးသူ68ဦးရှိကြောင်းဒါအပြင်ပျက်စီးသွားတဲ့နေအဆောင်6300ကျော်ရှိတယ်လို့စစ်ကောင်စီကသိရပါရှင်။